ဟုတ်ပြီကောင်ပွဲထုံးမြောင်နဲ့တန်နုံတို့ပွဲကဒုကောင်ပွဲမဟုတ်ရင်တောင်မှတတိယကောင်ပွဲလောက်ဖြစ်မယ်ဆိုတာကျွန်တော်တွေ့ပြီးသားပါဝမ်က main event အနေနဲ့ချပေးလိုက်တော့နည်းနည်းလေးတော့ surprise ဖြစ်သွားတယ်တန်နုံနဲ့ထုံထုံမင်းတို့ညီကိုအိုးစုတို့ကရာဇဝင်ကျွေးပိုင်းရှိရဆိုတာကျွန်တော်ပြောပြပေးဖြစ်လို့ထပ်တော့မပြောတော့ဘူးเนาะဆိုတော့ပွဲကိုပဲကျွန်တော်ထိုက်ရိုက်သွားမယ်တန်နုံက time fight မှာတော့ဆရာကြီးပဲဝမ်ကိုရောက်မှသာသူတိုင်ပတ်တာ Dimitri Manshikor နဲ့ပွဲဥထွက်တဲ့တယ် လဲထုတ်ခံရတယ်။ပွဲပြီးမှာစေးစစ်တော်ဒီမီထရီကတားမြစ်စေးတွေ့လို့ဆိုပြီးတော့6လပွဲပဲခံရတယ်။ပွဲကိုလည်း no contest လုပ်လိုက်တယ်။နောက်ပွဲကဂျာမေးပါကော့ဖ်မော့နဲ့တည်တယ်။အဲ့ပွဲမှာသူနိုင်တယ်။ဆိုပေမဲ့မရှင်းမရှင်းပဲဂျာမင်းကသူ့ကိုနှစ်ခါကြောက်အောင်ထိုးထားနိုင်ပြီ။သူကတစ်ခါကြောက်အောင်ထိုးတဲ့အချိန်မှာဟိုဘဲကပြန်အထနေသွားလို့ TKO ဖြစ်ပြီးတော့နိုင်သွားတာ။အဲ့ဒီပွဲလေအပြတ်တက်ကြီးရယ်လို့ပြောလို့မရဘူး။ နောက်ဆုံးပွဲမက်ဆင်းတဲ့ပွဲမှာလည်းအလေထုတ်ခံရတဲ့ spinning elbow နဲ့ဆိုတော့တန်နိုရဲ့ one championship ခရီးက tie fight နဲ့ရှင်မယ်ဆိုရင်စုပ်ပြတ်တတ်နေရလို့တော့မပြောလို့ရတယ်ဝိတ်တန်နဲ့လည်းဆိုင်တော့ဆိုင်မယ်။ lightweight တန်း 80kg တန်းမှာဆော့တော့သူ့ထက်အရင်မြင့်တဲ့ကောင်တွေနဲ့ကြီးပဲသူတွေ့ရတယ်။ 9x17 မှာ 6x1 6x3 ဆိုတဲ့ကောင်တွေနဲ့ကြီးပဲ tie fight ကလိုမျိုး သူ့လူပဲနိုင်လောက်မဲ့ကောင်တွေနဲ့ကြီးပဲတဲ့ပေးတာမဟုတ်တော့ပို့ပြီးတော့စိုးသွားတယ်ပြီးတော့ hydration test ကိုလည်းလက်တလုံးကြားလုပ်တတ်တဲ့ကောင်တွေဆိုတော့ power ဘိုင်းနဲ့လူကောင်ဘိုင်းမှာသူ့ဘလို့မှရှင်မရတော့ဘူးအဲ့ဒါကြောင့်ပဲ featherweight တန်းကိုဆင်းလာတာပါဒါဆိုရင်ထုံးမအောင်အတွက်လွယ်ကူတဲ့ပြိုင်ဘက်လားဆိုရင်တော့မဟုတ်ဘူးမွေထိုင်းပွဲ100ကျော်အတွေ့အကြုံရှိတယ်ဆိုတာ native record မှာမဟုတ်တာဝိချပြီးထိုးတာမို့လို့ပို့ပြီးတော့လည်းမြန်လာအောင်မယ်အခြေခံချက်တွေကအရန်ကောင်းတယ်ပညာပိုင်းထက်ပါဝါပိုင်းကိုဦးစားပေးပြီးစောတဲ့သူပါ မလွယ်ဘူးထုံးမအောင်ရုံးကန်ရမယ်တန်တုံကခြေကန်ဖို့အတွက်နောက်ကိုအကွာဝေးတစ်ခုယူပြီးတော့အမြဲကန်တတ်တယ်အဲ့ဒီအကွာဝေးမပေးဖို့လိုတယ်အားနည်းချက်ကလက်သီးကြောက်တတ်တယ်ထိမှကြောက်တယ်နာမှကြောက်တယ်ကိုလုံးနိုင်ရင်သာဖိလုတ်တက်ပြီးတော့ကိုကိုထိရင်ပြာတတ်တယ်အဲ့တော့ထုံးမအောင်ဘက်ကအနာခံပြီးတော့လက်သီးချက်တစ်ချက်မဟုတ်ရင်တထောင်တစ်ချက်လောက်ထိရင်းထိုးလို့ထိသွားရင်နောက်ပိုင်းတောင်းလျှောက်ဖိထိုးလို့ရပြီတန်တော်ကအလောက်ကြီးကြီးတိုက်ကြက်အသေးမရှိဘူးကို့လူဘက်ကလိုတာကတစ်ချက်ပါ ထီထီမိမိတစ်ချက်ပဲလိုတာပါ။ဘာနဲ့ပဲထီထီပါ။ပါဝါပါတဲ့ထီထီမိမိတစ်ချက်ပဲလိုပါတယ်။အဲ့တစ်ချက်လောက်ရရင်လက်သီးပိုင်းနဲ့ဖိဆောင်ရင်နိုင်နိုင်ပါပြီ။ပြန်ကယူဆိုင်ရမှာဒီခြေကန်ချက်ဇိုင်းတီနဲ့ပွဲရလို့မျိုးလက်ကြပြီးအဝင်မိုင်းရင်တော့ထွန်းမင်းအောင်ရှုံးပါလိမ့်မယ်။ဒီပွဲလေပေါက်ကြီးမပေါက်သေးပါဘူး။နေရတာပါ။တောက်ကြနေကြရင်ပြန်တွေးရအောင်။တတား။ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN Wage ကိုသုံးပါ